အားလုံးပဲမင်္ဂလာပါခင်ဗျာတဲမော်နင်းရှိုးနျူးစ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့မက်ဆီယမ်မာယွန်းရဲ့ကိစ္စလိုင်းပေါ်တက်အားချောင်းနဲ့ဘူးလက်ကြီးလက်ဖက်ရည်တောက်ဖိတ်ခံလိုက်ရတဲ့ကိစ္စရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေအနေနဲ့ခြေတန်းလုံးလုံးနဲ့နှုတ်မလွန်ကြဘူးတတိပေးလိုက်တဲ့ကိုစီဝါဗင်နီဇွဲလားပြဒနာဒီနင်နိုဘဲဆုနဲ့လွဲသွားတဲ့ဒေါ်နယ်ထရန့်နဲ့ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်စတဲ့အချက်တွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံးသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာဆိုတော့မင်္ဂလာပါမင်္ဂလာရှိသော weekend မှာအဖြစ်ပြက်သွားတာလေးတွေကတော့ဒီပတ်တည်းမှာမြန်မာပြည်နဲ့ပတ်သက်ပြီးတော့ဖြစ်ပြက်သွားတာလေးအဲဘာရဲ့ရဲ့မှာဘာဖြစ်နေလဲဆိုတာလေးနည်းနည်းဟိုအားလုံးကဘာမဖြစ်တော့မှာအနည်းဆုံး summary ပေါ့ဗျာနော် summary လေးပေါ့အဲ့ဒါလေးနည်းနည်းဒီမနက်အားချောင်းလို့ဘာလဲစလိုက်မယ်ဆိုတော့ ဒီကုတုံးနဲ့ပူစားရအမှန်တော့ကျွန်တော်တို့စရရကျွန်တော်စရရချောင်ရမယ်လောင်ရမယ်ဆိုပြီးတော့ Facebook မှာဘော်ဒါတွေနဲ့ဘော်ဒါတွေနဲ့အာချောင်မှုလုတ်ထားတာတရားအမှန်တော့ဟိုပေါ်ပြပြပေါ်ပြဒီလောက်ကြီး serious မဖြစ်တဲ့အာမျိုးနဲ့သွားမဲ့သဘောမျိုးမှာလုတ်ထားတာဒီလောက်ကြီး structure ကြကြပေါ်ပြစနစ်တကျအာဟို အတင်းတင်ဆက်တယ်လို့ပုံစံမျိုးနဲ့ပါဝင်လုပ်ထားတာမဟုတ်ဘူးတစ်ဖက်တိုင်းမှာထိုင်နေကြောင်းကြောင်းနဲ့လေပစ်တဲ့ပုံမျိုးနဲ့အဲအဲ့လိုမျိုးအဲ့လိုမျိုးလုပ်ထားတယ်အဲ့လိုမျိုးတည်ထားရတာပေါ့ဗျာဒါဆိုလည်းတချို့ကစဉ်စဉ်မပြတ်အပင်းနေလူတွေရှိပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့ပရက်ရှာရှိပါတယ်ဘာဖြစ်လဲဆိုတော့ကောင်းကင်ကလောက်ရမဲ့သဘောအနေထားမှာရှိနေပါတယ်အပေါ်ပြည့်တဲ့သိလို့လို့မရဘူးဖြစ်နေတယ်ဒါဆိုလည်းအဲ့လိုတစ်ဖက်နဲ့လောက်ကခံရတာမလွယ်ပါဘူးအဲဒါတွေကို เนาะအဲ့တော့စနေတနေ့မနေပဲအားလို့ပါဆိုတော့ဒီဘက်ပိုင်းတွေ့လိုက်ရလဲဆိုတော့မြမနိုင်ငံရေးနဲ့ပတ်သက်မြမတည်နေနဲ့ပတ်သက်ဘာတွေ့လိုက်ရလဲဆိုတော့ the most notable one ပါဗျာအာဘူလက်ဆာဆွေဘူလက်ဆာဆွေရပါလေဆိုတော့ဘူလက်ဆာဆွေကအာအဆောင်နဲ့လဲဆိုတော့ဒီ recall ပွဲ commission နဲ့ပတ်သက်ပြီးတော့ဟိုစားခုကမဲဆန္ဒနယ်မှာမဲပေးမဲ့လူတွေစီရင်ဟိုစားဟို သူမဲဆန္ဒငယ်တွေမှာထုတ်ပြန်တယ်လို့သိရတယ်เนาะအဲ့ဒါကိုလူတွေကလာပြီးစစ်ရမှာဖြစ်ပါတယ်စစ်ပြီးလို့နာမည်မရှိလို့ရှိရင်အဲပြင်ခန်းရမှာပေါ့ဗျာမှားနေတယ်ဆိုလို့ရှိရင်လည်းပြင်ခန်းရမှာပေါ့ဒါတွေကိုအဓိကသူကနည်းနည်းဘုလက်ကသူက TikTok တက်နေပြီးတော့အပတ်တိုင်းလိုလိုနေ့3နေ့5ရက်ချာတစ်ခါပေါ့နေ့ရက်3ရက်ချာတစ်ခါအများကြီးလွှင့်လာလေးရှိတယ်သူကဘုလက်ကြီးကသူလေးစားပါတယ်ဆိုပြီးလာပြီးတော့အတော်လေးတွေပေါ့ဗျာ သူလည်းအားတဲ့ပုံပေါ်ပါဘူးအဲ့လိုမျိုးလွှင့်တာတွေရှိရှိအဲ့မှာအဲ့မှာဟိုအာချောင်လိုက်တာမှသူခေါ်ပြီးတော့စစ်စေးခါရဲ့လို့ကြားတယ်သူတို့လည်းအခုတော့အိမ်ပြန်ရောက်နေပြီတဲ့နော်အမတယောက်ခါပြောတာတော့အိမ်တော့ပြန်ရောက်နေပြီပြန်ခေါ်ပြီးတော့ဆစ်လိုက်တဲ့တော့တတိပီတတိပီရဲ့ဘောနေပါလိမ့်အဖအဖအဖဘူးလက်ကဟိုဖမ်းတယ်သူစီးတယ်သူရှောက်អော်နေတဲ့កောင်လေးတောင်ရောက်ရောက်ပြောပြောနေလို့အဖငါပြောသေးသေးပြောသေးသေးငါပြောသေးသေးကနာနာကျွန်တော် ဟိုဗမာပြည်မှာရှိတဲ့ဆာယာဖားတို့ဟိုဆာအနာအနာရှိတဲ့ဆိုရဖွဲ့စည်းတွေကတော့အဲ့လိုတော့ရှိတယ်သူတို့လူတွေဟိုငယ်ပပပြောတာဆိုတာမှားသွားရင်တော့ warning ခေါ်ပေးတာမျိုးတော့ရှိတယ်အဲပထမအချိန် found လောက်နေနော်အဲထပ်ပြောရအောင်ပထမအချိန်လေးမှားရုံလောက်နေတော့ရဲစစ်စစ်လုပ်လို့မရှိဘူးအားချောင်းတက်တက်နေခေါ်ပြီးတော့စစ်စေးတာပေါ့နော်သူပြောတာဟုတ်ရဲ့လားပေါ့နော်ကြည့်တချို့ကကြာတော့ကျွန်တော်တို့လူမျိုးကြာတော့အလွတ်ပြနိုင်ငံသားမှလည်းနေရော ပြောရတာအဆင်အဆင်ပြေတယ်အေးအေးဆေးပဲ informally ပြောလို့ရတယ်တခုခုဆိုလို့ရှိရင်မြင်တာကိုမြင်မြင်တယ်လို့နော်ပြောလို့ရတယ်ဒါပေမဲ့ဒီပုံပေါ်ကြီးကြတော့ပါတီလက်ကင်လည်းရှိတယ်သူကနေပြီးတော့ USDP ပါတီကနေပြီးတော့နေပြီးတော့ဥစားအကောင့်စီဥက္ကဋ္ဌဆိုတော့သူကဆီနီယာပိုဇီရှင်ကင်ထားတဲ့ဘောမှာလည်းရှိတယ်ဆိုတော့နော်နည်းပြောဆိုစင်ကြင်မရလိမ့်မယ်ထင်တယ်နော် ဒါအောင်သူ USDB ကနော်သူ့လူကိုသူခေါ်ပြီးတော့သတိပေးတာနော်ကျန်တဲ့ကောင်လေးဆိုစဉ်းစားမနေနဲ့တော့ပြောမနေနဲ့တော့ဒီ PP လို့ပါလို့ကိုကိုကြီးဆိုအခုရေးရေးလက်တိတ်နေတာကိုကိုကြီးကိုဘယ်သူအကြံပြုထားလဲမသိဘူးခင်ဗျာမီဒီယာနဲ့မတွေ့နဲ့ပါညာဆိုပြီးပြောထားတယ်ထင်ပါတယ်ကိုကိုကြီးဆိုဂိမ်းကုန်တယ်ဒီပဲသူကလည်းခါးပေါင်းများတော့ခါးပေါင်းများတော့သူလည်းနေနေကြတာပေါ့ဗျာနော်စနာမင်းတို့လည်း တလောကဥပါဥပါရေလို့ဒီခုတတိပုဂ္ဂလဖြစ်သွားပြီသူလည်းတိတ်နေတကားပြောဆိုမှားမှာဆိုလို့ထင်ပါတယ်เนาะအဲတော့ Facebook မိတ်ဆွေတော်တော်များများကအဲတော်တော်များများဆိုရဲပေါ့အနည်းဆုံး10ယောက်12ယောက်လောက်ရှိမှတည်းတည်တလောက်ဒီ Twitter ဝယ်ထဲမှာဝင်ပါရလိမ့်မယ်တချို့ကလည်း USDP ကပါတယ်တချို့ကလည်းအဲ့လိုပေါ့10ယောက်ဆိုတော့ယောက်20လောက်ရှိမှတည်းအမအမလောင်းနေပေါ့ PPP ကပါတဲ့လူတွေလည်းပါတယ်เนาะကိုဥစ္စာတလောကကိုကိုဝေဖြူလာမယ် ဆိုသူသူအောင် PP ကနေဝင်ပြီးတော့ဟိုစားဝင်ပြိုင်မယ်လို့ပြောတယ်။နောက်မချောမချောယမင်းဆိုရင် PPP ကနေပြီးတော့ဝင်ပြိုင်မယ်လို့ပြောတယ်။မချောယမင်းကဂူဂူချောဆိုတဲ့အကောင့်ပိုင်ရှင်ပေါ့နော်။သူကအာဒေါ်သက်ခိုင်တို့ပါတီကနေဝင်ပြိုင်မယ်တဲ့နော်။ဟုတ်စားအမျိုးသားလွတ်တော်အားဆိုတော့မျိုးသားလွတ်တော် FPTP ဆိုတော့သူကတော်တော်ခေခေရင်ရင်ပြောင်းရမယ်တော့မှရှိရဲ့သူမတ်တက်ကြီးလို့ပဲ တက်တက်ခန်ကြီးလိုပဲသူကမြို့သားမြို့သားလွတ်တော်ကနေဝင်ဝင်ပြိုင်မဲ့အမတ်နောက်ပြီးတော့ FPTP ဆိုတော့ PR မဟုတ်ဘူးဗျာ PR ဆိုလို့ရှိရင်က PR နဲ့ဝင်ပြိုင်မဲ့កောင်းကြီးလည်းទីတယ်အဲ့កောင်းကြီးလည်းတိတ်နေကြတာသူကနာမည်တိတ်ကြီးစရာမလိုဘူး PR နဲ့ဝင်ပြိုင်ကဒါ by default ရမယ်ပါတီအနေစီစဉ်ပြီးပြီးတော့ရမယ်သဘောမှရှိတယ် FPTP ကကိုယ်တိုင်ထဲထဲဝင်ဝင်လိုက်ပြီးတော့မျက်နှာပြပြီးလူလုံးပြပြီးလဲဆိုရမယ်သဘောမှရှိတယ်အာဆိုတော့ဟိုဆက်ဆက်မပြတ်ပြောနေပါတယ် အဲဟိုကိုမိတ်ဆွေပြီးပေါင်းခြင်းနေเนาะဘယ်ပါတီပဲပါပါကိုရီးယားထောက်ခံပါတယ်เนาะအားလုံးများများပါလေမြိုင်သွားလေပါပဲเนาะဟိုသူတို့လည်းဟိုရှင်ပြိုင်ခွင့်ရမှာရှင်ပြိုင်လို့ရမှာဖြစ်ပါတယ်เนาะရှင်ပြိုင်ခွင့်မရပဲねဟိုစားတာကြားရလားမသိဒီဒီဖုန်းကဒီဖုန်းကဟိုစားလေးကြောင်းတာတစ်ဆိုတော့တစ်ဆိုတာအကောင်းကမ်းမဟုတ်ပါဘောသားပါဟိုစား အကောင်းလားမကောင်းလားမသိဘူးခါတချက်တော့စမ်းကြည့်တာတော့ဆက်ဆက်ပြောပြီးတော့အမျိုးစုံနေဆက်ဆက်ပြောပြီးတော့ထပ်ပြီးတော့ဝန်ဆောင်လုပ်နေရမှာဆိုလို့ဆိုတော့သူလိုချင်တာကတော့အထူးသတိပြုကြပါပေါ့ဗျာနော်အထူးသတိပြုကြပါလက်ဝဲလက်ရာဟိုအဖက်ဖက်ပေါ့နော်ဟိုဟိုဥစား USDP က USDP ကိုတော့သူကပြန်ပြီးတော့ USDP member bullet လို့မျိုး senior member တော့မှာခေါ်ပြီးတော့ဒီပေးတယ် warning ပေးတယ်နောက်တစ်ခေါက်ဖောင်းပြင်းတော့သူ သူဦးရဲထွတ်တို့ဦးကျော်စရာတို့လို့လုပ်မယ်ထင်တာပဲเนาะဦးရဲထွတ်တို့ကလည်းအဲ့လိုပဲခေါ်ခေါ်ပြီးတော့ warning ပေးတယ်ခေါင်းကြီးက warning ပေးပြီးတော့အဲ့မှာမရက်လိုက်လို့ရှိရင်ညာပြဿနာရှိတယ်ဒီ social media engagement အားရဲ့ဟာခက်တယ်ပြသူကလည်းစီးလို့ပဲဆွဲတတ်တယ်သူကကိုရီလိုဘာမှ political နိုင်ငံရေးမှာဝင်ပြီးပတ်သက်မဲ့လူမဟုတ်ရင်ပြောရတာလွယ်ပေမဲ့လို့ဟိုနိုင်ငံရေးမှာထဲထဲဝင်ဝင်ပါဝင်လဲပတ်သက်ဖူးရဲ့ဟို 七十来八万不得买什么东西那个我非常喜欢品的啊！比如我,我边关么要开名啊？先边关闹么压来嘛，输入哎呀，养彪你了嘛？喏，哥哥伊个只哥哥伊是得意了，你别话了，你那是啊，哥哥他表也讲起笑，看你表咋子，咱去斗来就是讲出来，是吧？哥哥伊是得意了，啊，哥打些字也是得意了，嘿嘿。 အဲ့ဒါပြောအဲ့ဒါပြောမလို့ဗျအဲ့ဒီအကြောင်းနည်းနည်းလေးသတိပေးနေတာပေါ့ဗျာအခုမိတ်ဆွေတွေနော်သတိပေးနေတာဒါဘူလက်ပေါ့ဗျာနော်ဘူလက်တခါနပေါ့ဦးကျော်စရာဆိုလဲဝင်နေပြီးတာပဲဝင်နေပြီးပြီးတော့သူကမရဘူးပြောနေတာဆစ်ဆွတ်နေတော့ခေါ်ပြီးတော့ထိမ့်သိမ့်လိုက်တာပေါ့နော်တပည့်ခေါ်တိုက်ပြီးတော့ဒီနေ့ဝင်နေပြီးလိုက်ပြီးတော့အခုဘူလက်ကတော့အိမ်ပြန်ရောက်နေပြီပေါ့နော်နောက်ဆိုရင်ကပါလဲဆိုတော့သူက campaign ဥစားကိုမရောက်သေးဘူး ရက်60လားမသိဘူးလို့မှတော့အဲ့ဒီချိန်မှာတချို့ပါတီတွေကဘာလဲဆိုတော့တည်င်းစာရှင်းလင်းပွဲဆိုရဲပုံစံမျိုးနဲ့ public engagement ပေါ်လာလုံနေတာနေနေရှိတယ် USDB ကဥက္ကင်ကြီးတို့လို့ဘာလို့လူမျိုးလုတ်တာအကြောင်းမဟုတ်ပေမဲ့လို့နော် PP PPB လို့ဘာလို့ကဒါမျိုးလုတ်တယ်ဆိုလို့ရှိရင်လည်းနည်းနည်း short ရှိတယ်နော်အဲ့ဒါတတိအဲ့ဒါတတိပေးနေတာနော်ဘာဖြစ်လို့လဲဆိုတော့ခုနကပြောတဲ့ဥစ္စာပေါ့အဓိကအကြောင်းကြီးကခုနကပြောလို့ ပွဲမရောက်ခင်ဝင်ပြီးတော့ပြန်ပြန်လိုက်လို့မရပဲအခြေအနေဖြစ်သွားမှာဆိုလို့နော်ဖြစ်ဖြစ်သွားမှာဆိုလို့ပါဘာလို့တော့ဒီ PPP ကကိုဒရင်းလာရှင်းနေပွဲလောက်တာတုံးချင်ရှိသွားပြီဒီနှစ်ထဲမှာအဲ့လိုတီးလိုက်ရတယ်သူတို့တွေကိုလည်းတော့ကြည့်နေပါတယ်တက်လုထားတယ်ကြည့်နေတယ်ဘာလဲဆိုတော့တချို့အာဆိုရှယ်မီဒီယာကကိုသားကြီးကြီးပြောသလိုစီးဖြစ်သလိုအစိတ်လည်းဖြစ်နိုင်တယ်နောက်တစ်ခုကအာဒရင်းသမားတွေပေါ့နော် ်တည်နှမားတွေကကိုကမ်ပိန်းလုပ်နေတဲ့ကာလမှာကိုတို့မိတ်ဆွေမိတ်ဆွေဖြစ်တယ်လို့ရန်သူလည်းဖြစ်သွားနိုင်တယ်သူတို့ပြောတာဆိုတာတွေကဗျာဟိုဥစားအမေနွားចောင်းသားအဖြေပြားလောင်းလို့တော်တော်လေးပညာသားပါပါနဲ့ပြန်ပြီးခြင်တွေ့ပြီးဖြေနိုင်မှရမှာနော်ဟိုနောက်ဆုံးအားလုံးသိကြတဲ့အတိုင်းပဲဂေါန်ဆန်းစုကြည်တို့ဘာလို့ပြန်လွတ်ပြီးဟို နော်ဘယ်လိုအစီအစဉ်ရှိပါလဲဆိုတဲ့ဟာပါမေးတာကျွန်တော်မေးတဲ့အချိန်မှာအဲ့ဒီနိုင်ငံကျင်းသားတို့တောင်ဆန်းစုကြည်တို့ဝီမင်းတို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းချူသွားမှာလားအဲ့ဒါလေးသိချင်ပါတယ်အမေရိကန်က on the spot live um သူဟာရှင်လေးမှာတမျိုးမေးတဲ့အခါကျတော့အမ်ကျက်တဲ့တစ်ခုဖြစ်တာဟုတ်လား PS PR ပြုရတာဖြစ်တာဟုတ်နော် PR ပြုရတာဖြစ်တာဟုတ်အောင်တခြားပါတီတွေကခုပါတီရဲ့အခြေအနေနေထား ဘလောက်စစ်တပ်နဲ့အလိုင်းဖြစ်နေလဲမဖြစ်နေဘူးလဲဆိုတာကအခမ်းအနားလို့ရတာပေါ့။နောက်ဥမာ PPP ဆိုပညာတတ်တွေအများကြီးပါပါတယ်။တို့ပညာတတ်တွေဆိုတာလည်းအဓိကစီးပွားရေးပညာပိုင်းကသဘောတွေပါ။အဲ့ဒါကြီးပါပါတယ်နော်။နောက်ပြီးတော့ဟိုစီးပွားရေးဘက်ကိုပြည်လည်နေတဲ့လူတွေပေါ့နော်။အဲ့ဒါမျိုးတွေပါပါတယ်နော်။ဒါဆိုတော့လည်းဟိုနိုင်ငံရေးဘာဝလာဆိုတော့ကိုကိုကြီးတို့လောက်နိုင်ငံရေးဘာတော့မဝနိုင်ဘူး။ကိုကိုကြီးတို့တိတ်နေရတယ်ပဲ။ By the way ကိုကကြုံလို့ပြောလိုက်အောင်မယ်။ K Cube ဆိုတာသူသူ့ရဲ့ nickname က K Cube ပေါ့ဗျာသူကိုကိုကြီးဆို K K G ya G ya GYI နဲ့ G ရလား KYI နဲ့ G ရလားကို G ဆို KYI ဆို G ဖြစ်သွားမယ်လေ K Cube ဆိုတာ K to the power Cube ဆိုတာ K သုံးလုံးပေါ့ဗျာ US version တော့မျိုး complex clan ပေါ့ဗျာနော်ဘာဘလို့ဖြစ်လို့ K Cube ဖြစ်သွားလဲတော့မသိဘူးသူ့နာမည်ကသူ့ရဲ့ nickname ကအာ K to the power thriller ဒါမှမဟုတ် K Q ဆိုတာ C U T E Q Q ဖြစ်တာကိုပြောတာလားဘာဘာလဲမသိဘူးတကယ်လို့နည်းနည်းရှင်းရအောင်နော်ဘာလို့လဲဆိုတော့ဒီ88တုံးက88ကထွက်လာတဲ့နိုင်ငံရေးသမားတို့ဆိုများများအဲ့လိုပြောတာတွေပေါက်ကရတွေပြောတာတွေများတယ်ဆိုတော့နည်းနည်းအဲ့ဒါလေးဇနီးလေးသိချင်လို့ပါနော်ဆိုတော့နောက်တစ်ခုပြောချင်တာကကိုကိုကြီးကတိတ်နေဆိုတာသူ့အကြောင်းနဲ့သူရှိတယ်အများကြီးပဲအခုနေပြောလိုက်လို့ရှိရင်မကောင်းဘူးနောက် election ပြီးတော့မှပဲပြောတော့မယ်နော် ဆိုတော့သူများညနာလောက်မှာဆိုလို့ပါเนาะဆိုတော့အားလုံးဘာဝင်ဆင်နွှဲနိုင်တာတော့ကောင်းပါတယ်တတိပုဂ္ဂလနဲ့ပါဝင်မဲ့ဆရာမကြီးတွေဘာကြီးလည်းတွေ့တယ်ကောင်းတယ်ဘာဖြစ်လို့ကိုကအိမ်မှာတကယ်ကြီး retire လုပ်သွားပြီးအားနေလို့ရှိရင်လည်းနိုင်ငံရေးမှာဝင်ပြီးတော့ပါဝင်ဖြစ်နေကိုက qualify ဖြစ်ရင်ပေါ့ဗျာเนาะကိုကလိုအပ်တဲ့ပညာရေးချင်းလည်းရှိမယ်နော်ပြမှုပြတယ်လည်းကြာထကြချက်ခံထားတာမရှိဘူးရာဇဝတ်မှုကင်းလွတ်တယ်နော်အဲအသက်ရွယ်အားဖြင့်ရော ငွေမိရဲ့နောက်ပြီးငွေကြေးအဖြစ်နဲ့အဲတောင်းတင်းတယ်ကိုကိုရည်တည်နိုင်တယ်ဗောဗျာအဲကမ်ပိန်းနဲ့လုပ်နိုင်တဲ့အနေအထားမှာရှိနေတော့ကိုကတော့အားလုံးပါစီတယ်မနေ့တိုင်းပြောရအောင်နော်ဘာဖြစ်လို့လဲဆိုတော့ဟိုအစိုးရကိုထိုင်ပြီးစစ်တပ်ကိုထိုင်ပြီး complaint လုပ်နေမယ်ဆိုတာကိုကိုယ်ဝင်ဝင်ပြီးတော့တဲတဲဝင်လို့နော်ပါလီမန်ထဲရောက်သွားလို့ပြည်ရဲ့ပြောင်းလဲလို့ရနိုင်တဲ့အနေအထားရောက်လို့ရှိရင်ကိုမကြိုက်တာတွေကိုကကိုပြည်ပြန်မှာ နော်ဘေးထိုင်ပြီးတော့ဘူးပြောပြီးဘေးထိုင်ပြီးတော့ဒါမျိုးတွေရှောက်ပြီးတော့ဟိုတုံးတက်တာလို့ဝေဖန်တာလို့လုပ်တာကျွန်တော်တို့လုပ်တာနိုင်ငံရေးမှာဝေမပါမဲ့လူတွေကလုပ်လို့ရတယ်နော်ဓမ္မပီထဲမှာလည်းရှိတယ်ဓမ္မနိုင်ငံနိုင်ငံသားတွေလည်းဖြစ်တယ်နော်ဟိုစာအာ qualify လည်းဖြစ်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့မလုပ်ပဲနေရမှာလဲလုပ်တဲ့လုပ်ကြဖို့ ဒါပေမဲ့အဲဒီ PDP ကို message ပေးနေတာကတော့တရင်သာရှင်ရင်ွယ်တတိထားပါနော်ဆန်းရှင်ကိုတော်ကြီးကဆန်းရှင်ကိုတော်ကြီးအကျက်တဲနေဖြစ်အောင်လုပ်နေမယ်ဟောသူပေါ်နေတာကြာပြီသူကသူကသူကဥချောဆန်းနေပါဦးခင်ဗျာပေါ်နေသူပေါ်နေတာကြာပြီသူကအယောင်အယောင်ဆုံးတယ်အယောင်ဆုံးတယ်ဒီဖြစ်ဆော်လက်တော်ကြီးတယ်လို့သိရတယ်ဆန်းစပင်းရရှည်ကြီးပဲဆိုတော့ မကဘောတရားလာမြေခရာနိုင်ငံကြီးပါငါနိုင်ငံကြီးလှုပ်ရှင်တာမဟုတ်ဘူးဆန်ရှိကိုရောကြီးလှုပ်ရှင်တာလို့အဲ့လိုမျိုးဆန်ရှိကိုရောကြီးက sorry ရေးလေစစ်ကြည့်ရတယ်သူခင်နေသူကားတော့ဟောအဲ့လိုမျိုးပေါ့မြန်လေးလို့လို့ပါကြီးလို့လို့အဲ့လိုမျိုး၆ကြီးကျက်တဲတွေပြောင်းတတက်ခိုင်လို့ပါလို့လုပ်နေတာသူကဆိုတော့ဘလို့အပင်းနဲ့ publish public engagement မလုပ်ပါနဲ့နော် bad publicity ရနော်မှန်တယ်အာတောင်းဆန်းစုကြည်ကဟိုဥစား နိုင်ငံရေးပုံမှန်မဟုတ်ဘူးမနေ့ကလူတိုင်းသိရတယ်။ဘာရင်းနဲ့ဆွဲထားလဲဆိုအခု Google လုပ်လိုက်လို့ရတယ်။ဒါရီကပြောစရာမလိုဘူး။သို့တော့ကောင်းစားစုကြည်ကိုဝေဖန်ရအောင်ကိုလိုကောင်းမြောက်ဝေဖန်တာအကြောင်းမဟုတ်ဘူး။တခါကျရင်ကိုကပြောတာပဲစုကြည်မားလို့ပါလျှောက်ပြောတာပဲ။အကြောင်းမဟုတ်ဘူး။ဘာလို့ I have no political ambition တွေဝင်လည်းပါလို့မရဘူး။ဒီမှာနိုင်ငံညာသားဖြစ်နေတော့ဘယ်လိုမှဝင်ပါလို့မရဘူး။နော်။အဲ့တော့အဲ့တော့ဒီကနေ့ထိုင်ပြီးတော့အသုံးသက်ပြီးပြောပြနေတာ ို့တော့လေဝင်ပါလို့ရပြီးတော့နော် qualify ဖြစ်ပြီးဝင်ပြိုင်မဲ့လူတွေကတွားပြီးတော့ဒီဖွားကြီးက politically she's dead ဒီတော့ဒီတယ်ရှိစေကြောသွားပြီးသူတတန်ကုန်သွားပြီးမနေ့တိုင်းပြောရတယ်နော်ဘာမှဝေဖန်နေစရာအကြောင်းမရှိဘူးသူ့ကိုတွားပြီးဝေဖန်လိုက်အားဖြင့်ဝေဖန်လိုက်ခြင်းအားဖြင့်နော်ဒါဝေဖန်တာတော့မဟုတ်ဘူးတတက်ခံရပြန်ဖြေတာတော့ technical facts ကိုပဲပြန်ပြီးတာပဲတို့တော့လေဒီလိုအခြေအနေမျိုးမှာလည်းတတိသာဘာဖြစ်လို့လဲဆိုတော့ ဟိုအမှန်တရားပြောပေမဲ့လို့ဟိုတစ်ဖက်ကလည်းမဲရအောင်လုပ်အောင်မယ်။ तू तू ကြိုင်ထားတဲ့ तू ဝင်ပြိုင်မဲ့မဲဆန္ဒနေရအရင်ခက်တယ်။ तू ရှုံးသွားနိုင်တယ်အချိန်ကြီး။ပြန်ပြီးတော့ကိုသေးချာဆင့်ကြည့်လိုက်တော့ तू ရှုံးနိုင်တဲ့နေသားရအများကြီးရှိတယ်။အခုအချိန်မှာအာဗမာပြည်မှာရှိတဲ့ politician တွေထဲမှာအခုအချိန်မှာ smart ဖြစ်တဲ့ politician တွေကဘာလာမှမထွက်ဘူး။ဘာလာမှမထွက်ဘူး။နော်အဲနိုင်ငံရေးသမားနဲ့စီးပွားရေးသမားနဲ့ကွာကွာအဲ့ဒါ အဲ့ဒါမှကွာတော့နိုင်ငံရေးသမားမီဒီယာကိုလိုအပ်တော့မှ engage လုပ်တာတလုံးပြောရင်တလုံးထိရောက်မှုရှိအောင်ပြောတာပြည်သူကိုမီဒီယာကိုအသုံးချပြီးတော့ပြည်သူကိုထိတွေ့နေတာနိုင်ငံရေးသမားကြီးပွားရေးသမားကသူက marketing ဆင်နေတာမြန်မာတိလီပူကောင်းနေဆိုလူတွေတိလီပူကောင်းနေဆိုအဲ့မှာ UMSCCI နဲ့ political science နဲ့ကွာကွာအဲ့ဒါပဲသူ UMSCCI အထားကြီးလုပ်နေတာမတည့်ကြီးอ่ะ เนาะဆိုတော့မချောလို့ဘာလို့လဲ influence လုပ်နိုင်လို့ရှိရင်အဲပြောလိုက်ပေါ့เนาะမချောကလည်းသူ့နေရာပြထားတယ်ဒီမှာဒီနေ့เนาะမြို့သားလက်တော်နေဝင်ပြန်ရမယ်ဆိုတော့သူလက်ထိထားပြီးတဲ့သဘောမှရှိပါတယ်ဆိုတော့ဒီစာရှိကိုတော့เนี่ยเนี่ยတတိထားတော့လို့เนาะ let let this be the lesson လေသူစာလေးကလုံနေတာသူ့ကိုကစတွေ့ရကိုကြည့်လိုက်တယ် why him ပေါ့เนาะသူကပေါ်နေတာကြာတော့ cases ရဲ့သူက survive လုပ်လာတော့ ဘာဖြစ်လဲဆိုတော့ तू อ่ะဘာဖြစ်လဲဆိုတော့ तू အယောင်ဆုံးနေเนาะအနီလိုက်စိမ့်လိုက်နီလိုက်စိမ့်လိုက်ပြန်မှာအနီတဝက်စိမ့်တဝက်အဲ့ဒါမျိုးပေါ့တိုင်တွယ်တတ်နေပေါ့เนาะသူဥကျော်ဆန်းလက်ထက်တွေပေါ်နေတာဆိုတော့နော်အမ်အမှန်တော့ fundamentally သူကနေရလို့ယူဆရပါတယ်နော်သူကကြော်မျိုးမျိုးတို့ဘာလို့လောက်ခိုင်းနေရပါလဲဒီလိုလုပ်မျိုးနော်သူမဟုတ်ဘူးကြော်မျိုးမျိုးတို့ဘာလို့နည်းနည်းပူပြီးချမ်းထုတ်ဖြစ်တော့နော်သူက ူက authenticity ဘောဗျာတော်တဲ့ခံရ authenticity ဆိုစစ်မှန်မှုဘောစစ်မှန်မှုကိုလိုချင်လို့အခက်ခဲဖြစ်စရာရှိတဲ့ဟိုစာမေးခွန်းတွေမေးတဲ့အကြောင်းမဟုတ်ဘူးဘောအဲ့ဒီဘောမျိုးနဲ့အဲလွတ်လိုက်တယ်လို့ထင်ပါတယ်အဲ तू ကတော်တဲ့ခံရ तू ကပမာလို့ကပြောတာကို तू ကဒိုင်နာဆက်တက်ထင်ပါတယ်အဲ့တော့ तू မှာကိုယ်အမြင်မှာတော့ယူသားမှုတခုရှိနေပါတယ်တခုဆိုယူသားပြောတာတွေတွေ့ရပါတယ်နော်ဒါကတော့ကိုလိုလိုဘေးမှာထွက်ပြီးတော့လေးလာနေတဲ့လူတွေက လူသားတွေမှန်ကန်နေဖောက်မှတ်တယ်လို့မြင်းအိုင်ပေမဲ့လို့ပြည်သူလူထုမဲပေးမဲ့လူဟာမင်းစုတော့ပြောလိုက်လို့ရှိရင်အဲကဘာရဖြစ်သွားလိမ့်မယ်ကဖိုင်ရဖြစ်သွားမယ်။မေဆုကိုကုရရီဒီမှာဟိုရဖြစ်နေပြီ။ထိုင်းညဖျားစင်မှာဓာတ်ပုံထလာတဲ့လူကြီးအများကြီးရှိတယ်။နိုင်ငံသားတွေမှာကိုကိုကနဲ့ကိုရီးယားတီးရဆက်တီးတော့တကယ်ကိုပဲအတွင်းစီးကိုနည်းနည်းကထိုးဖောက်နိုင်တဲ့အနေအထားမှာရှိရသေးတယ်။ဒါကြီးတဲ့တိတ်ဆင်မပြေဘူးဆိုတာတီးတယ်။ ဆိုတော့အဲ့လောက်ကြီးနိုင်ငံရေးသမားကိုကိုးကွယ်ခြင်းနဲ့စံနာမရှိဘူးပေါ့နော်။ဒါပေမဲ့ကိုရီလိုအတွင်းစီးထိုးပေါက်ထားနိုင်တဲ့အနေအထားမှာမရှိတဲ့လူတွေကြတော့မသိဘူးပေါ့။မသိတော့သူတို့ခက်ခဲအချက်တဲတွေဖြစ်နေတဲ့အချိန်မှာဘောင်ဆန်းစုကြည်ကအာသူတို့ကတင်နိုင်တဲ့တကူရှင်လို့ပါလို့လို့အဲအဲ့ syndrome အဲ့ဒီအဲ့ဒီ syndrome ရှိတယ်နော်အဲအဲ့လိုမျိုးအဲအတွေးအမြင်ရှိတဲ့လူတွေအများကြီးရှိတယ် ဒီမှာရှိတယ်အများကြီးပဲသူတို့တွေက not very well informed Burmese people လေကိုရေစုံနေဟောဘာလဲဘာဖြစ်နေပြီလဲဆိုတချက်လမ်းတောက်လိုက်လို့ရှိရင်အာဘူးတာလီကာလီလို့ပြောမဲ့လူတွေအများကြီးရှိတယ်အဲ့လိုလည်းမဟုတ်ဘူးကိုရီးယားတည်င်းဆိုလို့ရှိရင်အကြောင်းအရာတစ်ခုဆိုရင်ဟိုဘက်ဒီဘက်မျှပြီးတော့ထောက်ပြီးပြန်ပြီးတော့ validate လုပ်ပြီးမှယုံတာအဘဘသူကပြောတော့မှန်ပါပဲဆိုတာမရှိဘူးကိုမှ လူပုဂ္ဂိုလ်ဆွဲမရှိဘူးเนาะဆိုတော့အဲ့လိုလေးရှိပါတယ်เนาะရင်းချက်မှန်နဲ့ပြောတာပါစေနာနဲ့ပြောတာပါသူ့ထားလိုက်လို့ရပါတယ်ဆန်ရှိကတော်ကြီးနဲ့ထားလိုက်ခဏနေကြီးဦးကြီးပုံတနေတော့မှာပါဒီနေ့ရှင်လေးမဆင်လေးတော့ပါရှိဘူးခုတော့နင်းထားပြီးပါပြီနောက်နောက်တဘောနောက်တဘောတက်နင်းလိုက်ပြီဘာလို့လဲဆိုတော့ तू ကပူတက်တယ်ဆိုတာရှိတယ်အနီးတွေမှာပူတက်တယ်ဆိုတာအနီးအနီးဆောက်ကျင်ရတာပူပြီးတက်မှာအဲ့ဒါတတိတာနော် အဲရန်ငါစီးပြက်တယ်ဆိုတာလည်းအနီရေစီးကလာတာပဲဘာဖြစ်လို့ဆိုပူးတတ်တယ်များလို့နော်ကိုရီးယားဘယ်တော့မှပူးတတ်မှာမဟုတ်ဘူးနော်အမှန်တိုင်းပြောတာသူကဘသူလာလာကအမှန်တိုင်းဟိုစားအကောင်းဆုံးအကြံဉာဏ်ပဲပေးတယ်နော်အဲအဲ့လိုမျိုးကိုမှကိုကိုမှ best best ဖြစ်နော် I'm just a gamekeeper နော် ဟိုဘက်ဒီဘက်နဲ့ဟိုဇာကူရီရက်ဖရီပါဒါပါပဲနော်ဟိုဘက်ဒီဘက်ပါဝင်ပြီးတော့ဟိုဟိုဇာရိတ်ဟိုရင်းရိုင်နေဆိုမရှိပါဘူးနော်ဆိုတော့ဒီလောက်ပါပဲမြန်မာနိုင်ငံကြီးကကိုကိုကြီးအကြောင်းပြောရှင်တယ်ဒါပေမဲ့ပြည်ပြည်အကြောင်းပြောရင်ဒါပြောလိုက်ရင်သူမျက်နာပါမှဆိုလို့မပြောတာပါနော်ခီချူဆိုတာကတော့တိတ်အိပဲမရှိတဲ့ဇာဟိုဇာ nickname ပါနော်တတိယလူငယ်နဲ့ educate လုပ်ကြပါအောင် key to the power tree လာဒါမှမဟုတ် key c u t e jute jute as in ဟိုဇာချစ်စရာကောင်းတာလားပါပါလေပေါ့နော် အဲ့ဒါလေးတော့နည်းနည်းလုပ်ကြပါ Okay ဒီလောက်ပါပဲเนาะအဲတိတ်များကြီးတွေ့ရင်လည်းအမကောင်းတော့ဂါဇာမှာမနေ့ကတော့ဂါဇာမှာ peace deal อ่ะဥစား issue နဲ့ဂါဇာနဲ့ Hamas နဲ့ peace deal ကတော့တကယ်အီဂျစ်မှာလုပ်တာပါเนาะအဲ့ဒါ ceasefire agreement ရပါပါပြီเนาะရသွားတော့မဆိုးဘူးဗျာကောင်းတော့ဗောเนาะရသွားတာဆိုရရသွားတာလေဟိုမှာဖူးဖူးညင်ညင်လေးကြီးနေပါပြီเนาะ တိုက်เสียလည်းမကြံတော့ပါဘူးကြာသွားတာနော်ဒါတော့ပုံပုံညံ့ညံ့လည်းခြေနေပြီသူကဘာဖြစ်မလဲဆိုတော့ညာဟိုဘက် line of control ရှိရဲစစ်ပွဲတစ်ခုပြီးသွားလို့ရှိရဲစစ်ပွဲဆို conflict တစ်ခုပြီးသွားလို့ရှိရင်ဒီဘက်ကလက်နက်ကင်ဥမာ Israeli Armed Force ပေါ့ဗျလက်နက်ကင်နဲ့ဒီ Hamas ကဟိုဘက်ကလက်နက်ကင်နဲ့ဂျာမန် line လုတ်လုတ်နေပေါ့ဗျဒီနယ်မြေကဒီနယ်မြေထဲကျော်လက်နက်ကင်လို့မရဟိုဘက်နယ်မြေဟိုဘက်ကလည်း ဒီနေမြေပိုင်းခြားနဲ့ကြော်လို့ရှိရင်တနေ့ကင်လို့မရဘူးတနေ့ကင်ဆောင်လို့မရဘူးဒါမျိုးတွေဒါမျိုးတွေတတ်မှတ်တော့မယ်ပေါ့နော်နောက်ပြီးတော့ဟာမတ်စ်ကဖန်ထားတဲ့ဒဇာကန်ရောက်90လောက်ကိုပြန်လွတ်မယ်တဲ့တစ်ဖက်ကလည်းအစ္စရေးကဖန်ထားတဲ့ပါလက်စတိုင်းထောက်ခံရလို့ရှိတယ်ထောင်ကျော်လောက်ရှိတယ်နော်ပြန်လွတ်ပြီးတယ် ဆိုတော့အဲမျိုးလေးတွေတော့ရှိတယ်နော်အဲ့ဒါဒေါ်လာကျွမ်းမှာတော့ဝင်ပြီးတော့သုံးလတိုင်းဝင်ပြီး credit ဝင်ယူလာပေါ့ဗျာနော် credit ဝင်ယူလာလေးရှိတယ်ပြီးတော့သူတမီးနဲ့လည်းပါလဲမသိပြဿနာတက်နေတယ်သူတမီးကမမတမ်းမလို့မနေပါငါအဲ့ဒါမျိုးပြောတာကြီးချာရှိနေတယ်အဲ့အဲ့ဒီတည်းကိုမဖတ်သေးဘူးနောက်တော့မှပဲအားလုံးမှပဲဖတ်တော့ဆိုတော့အဲ့ဒါမျိုးလေးတွေရှိတယ်နော်အာဘီတိုဘီဆိုကြီးပေါ့ဗျာစစ်ပွဲတပွဲပြီးသွားရင်တော့ကောင်းတာပေါ့ဒါပေမဲ့လို့ ကျွန်တော်တို့ငငယ်လေးတွေကဆက်ဆက်တမဆက်ဆက်တမတည်နေတွေ့နေမြင်နေတာကတော့ဒီလိုမျိုး piece ကခဏပါပဲခဏပါပဲပြီးရင်ဆက်ဖြစ်ကြတာပါပဲเนาะဆက်ဖြစ်ကြတာပါပဲဒါသူတို့ရဲ့ part of their culture ဖြစ်နေပါပြီသူတို့ရဲ့ယဉ်ကျေးမှုတည်ရဲ့လူတော်ပြောလို့ရပါတယ်เนาะ puppet your piece အာခါမရှိတော့လို့ပါရှိပါတယ် puppet your wall ပဲရှိပါတယ်เนาะဆိုတော့ချိန်ချိန်မှာအင်အားပြန်ပြီးဖြည့်ဆည်းပြီးတဲ့အခါမှာ အပြန်ပြီးလုပ်ကြပါလိမ့်မယ်နော်ဘယ်အချိန်လဲတော့မသိဘူးတွေ့ရခဲ့ပါတယ်နော်ပြန်ပြီးလုပ်ကြပါလိမ့်မယ်တောင်းတောင်းပြန်တက်ကြပါလိမ့်မယ်ဟုတ်ဆိုဟာမတ်ကလည်းလည်းပြုတ်သိမ်းမှာမဟုတ်ဘူးလက်နဲ့ဆက်ကင်ထားမှာပဲအဲအစ်ရီကလည်းသူ့အတူသူ့သူ့စတက်နဲ့သူ့ပေါ့နော်နော်လိုက်တိုက်သွားမှာတော်တော်အရောအဲ့တော့ Israel နဲ့ပတ်သက်တဲ့တစ်ဖြစ်ပေါ့ဗျာเนาะအဲတစ်ချိန်ချိန်တော့ထားပြီးတော့ပြစ်ကြအောင်ပါပဲ။အော်နောက်တစ်ခုကဒီ Norway ကနောက်ဆုတ်တာပါလဲဆိုတော့ အဲဒီနှစ် piece ပေါ့နော်ဆိုတော့ဒီနှစ်ဒီနှစ်ကြိုပြီးလုပ်တာအောင်နောက်နှစ် piece နောက်နှစ်မှာဒီနှစ်အတွက် nominate လုပ်ထားတာပြီးသွားပြီ deadline လွန်သွားတော့ Donald Trump ကတော့ဒီနှစ်မှာရစီရကြောင်းမရှိဘူး Venezuela ကမိမတယောက်ဟို peace ဥစား activist တယောက်ကိုဥစားပေးဖို့လုပ်ထားတယ်အနောက်ဆုံးလိုက်ပြီဆိုတော့ ဟာ2025 the flashy one မထွက်လာဘူးနောက်ဆိုလိုက် Maria Corina Machado um Venezuelan opposition leader and pro democracy activist ဟာအမေစုလိုပဲ And the patterns repeat ဟာဒါဒါ was a သူတို့ရှိမှရှိရလုံနီးလုံထုံနေရအတူတူတွေကြီးပဲနိုင်ငံသားကွဲသွားတာနိုင်ငံသားကွဲသွားတာဆိုတော့ဒီတိုင်းပြည်မှာလည်း Venezuela မှာလည်း ဗင်နီဇွဲလာရဲ့အခြေအနေတွေကတော့မကောင်းဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့လို peace ပါညာပေးလိုက်ပြီးလို့ရှိရင်ခဏနေတက်ကြဖြစ်ကြတာလေ။အဲလာတော့မှာနော်။သူတို့ဖြင့်အာ activist တရားပို့ဖို့ပေးလိုက်လို့ရှိရင်နော်။ဆိုတော့အဲ့လိုလေးရှိပါတယ်။ Donald Trump ကတော့ရကြရမရှိပါဘူး။ဆိုတော့ maybe Donald Trump ကတော့ next year ဖြစ်ဖြစ်မှာပေါ့နော်2026ဖြစ်ဖြစ်မှာပေါ့နော်သူကတော့လျှောက်ပြီးတော့ ဟိုကောက်လို့ပြီးပြောနေတာပေါ့မပါကစ္စတန်နဲ့အိန္ဒိယနဲ့တုန်းကလည်းငါ PCR လုပ်ပေးတယ်ပေါ့အခုလည်းဂါဇာကိုဝင်ပြီးတော့ဟို credit ဝင်ယူတာပေါ့နော်ဘာပဲဖြစ်ဖြစ်ပါနော်ဆိုတော့ဒါမျိုးလေးရှိတယ်ဖီနီဇွဲလာနေလာညလာတခုခုဖြစ်နိုင်တယ်နော်အဲ့ဒါကဂျပန်ဂျပန်ကြောင့်မှာဂျပန်မှာကခဏလေးဂျပန်ဘာဖြစ်သွားပြီလဲဆိုတော့ဂျပန်မှာမျိုးသမီးတယောက်ရှိတယ်ဗျာ သူက15ရက်နေမှလားမသိအလိုက်လုပ်လိမ့်မယ်။ဒါကိချီရပါပြီ။ဒါကိချီရဥစားရဲ့တပည့်ပြ။ရင်းတော့ကကျင်းစုအပ်ပြီးရဲ့တပည့်ပြ။သူကဂျပန်မှာကသူရဲ့ historic ဥစားဝတ်။သူရဲ့ liberal democratic party ရဲ့ကသူရှိမှာ prominent ဥစားဝတ်။ party ဝတ်။သူက minister for economic and security ရဲ့။နော်အဲ့ရနေပြီးတော့ prime minister ဖြစ်သွားပြီဖြစ်သွားတာကဂျပန် prime minister ကသူကဒီဒီလ၄ရက်နေမှာလို့မသိဘူးသူတို့ internally party တွေမှာပြန်ပြီးရွေးချယ်ပြီးတင်ပြလိုက်တာနော် election နိုင်လို့ရတာမဟုတ်ဘူးเนาะအဲ့မတူဘာဘာကွာလဲဆိုတော့ဟိုဘာနဲ့တူလဲဆိုတော့ဟိုဟိုဘောဆာ UK မှာ Rushi Sunak တို့ဘာလို့လိုမျိုးနဲ့ခက်စင်တူတယ်ပြီးလူလူကရွေးချယ်တင်ရတာမဟုတ်ဘူးပါတီကပြန်ပြီးတော့ပါတီက prime minister resign လုပ်သွားလို့ party တွေမှပြန်ပြီးတော့ရွေးချယ်တင်ပြောင်းလိုက်တာပေါ့နော်ဆိုတော့ပထမဦးဆုံးအမျိုးသမီး prime minister ပေါ့ဗျာနော်သူကတော့သူ့ရဲ့ political stance တော့သူကလည်း Japan မှာပါတဲ့ဘုံမျိုးဆန်ဆန်ပေါ့နော်သူ nationalist ပါပဲနော်ဒါသူကသူဘလောက်ပဲပါပဲဖြစ်နေဖြစ်နေပါသူ့အခြေအနေသူ့တိုင်းပြည်ဘယ်ကောင်းလို့ပြီးတာနော်အဓိက prime minister resign လုပ်သွားတာကဘယ်လိုရှိမှာအဲ US က policy တွေကြောင့် tariff တွေကြောင့်အများကြီးပါတယ် နော်ဘာလို့ဆိုတော့ဂျပန်ကတကယ်တမ်း economy က rely လုပ်နေတာဒီ Toyota တို့ဘာလို့ Nissan တို့ဒီ motor industry ကိုအာရောင်း rely လုပ်နေတာအဲ American tariff တွေကြောင့်ညိုက်ပါအမေရိကန်မူလိုက်တဲ့ဘက်မှာရှိတာပေါ့ဗျာအမေရိကန်ပေါ်လစီတွေကြောင့်ပါတယ်ဒီ Prime Minister resign လုပ်သွားတာဒါကြောင့်ဒီအမျိုးသမီးကအခုလက်ရှိ Prime Minister ဖြစ်သွားပါပြီ။ဒီမှာဂျပန်ရဲ့နောက်လာမယ့် election က 2028ဆိုတော့သူကအချိန်တော်တော်ရသေးတယ်တော်တော်ကြာလောက်ရမှာဖြစ်ပါတယ်နော်ဆိုတော့3နှစ်လောက်သူကောင်းကောင်းလောက်ရမှာဖြစ်ပါတယ်ဆိုတော့မစိုးပါဘူးနော်သူသူ့ရဲ့ policy တွေကသူ့ရဲ့ policy တွေကအလောက်ကြီးဟိုစားထူးခြားနေမှာမဟုတ်ဘူးနော်အာဟိုစား2022တော့ကဖုတ်ဆုံးသွားပြီလေတက်ခံလိုက်ရတဲ့ချစ်ဆိုရဲ့ဘီစီရဲ့ political ဥစား economic policy တွေကိုပြန်ပြီး recycle လုပ်မဲ့သဘောမှာရှိပါတယ်ပြန်ပြီးတော့ refine လုပ်ပြီး recycle လုပ်မဲ့သဘောမှာရှိပါတယ်เนาะဆိုတော့အဲ့လောက်ပါပဲဒီဘက်ကတော့ဒီလောက်ပါပဲအများကြီးသူတို့မပြောကြမှာဘူးဒါသူများတိုင်းပြည်တွေမှာဖြစ်နေတာပေါ့เนาะအာအဓိကထပ်ပြီးတော့တည်င်းပါရင်တာကတော့မြန်မာပြည်မှာနိုင်ငံရေးထဲထဲဝင်ဝင်လုပ်မဲ့လူတွေเนาะခုပေါ်လာတွေ online မှာ Facebook friend ဖြစ်နေတဲ့လူတွေပေါ့ဗျာเนาะအပြောဆိုစင်ရပါเนาะပြောဆိုစင်ရပါဒီလောက်ပါပဲ ဒေနာရှင်နေပွဲကြီးမလို့လူစရာမလို့မလုပ်ပါနဲ့ဘာမှရှင်နေစရာမလိုပါဘူးကိုကကိုတိတ်တိတ်ကလေးကြိတ်ပြီးတော့လာလုပ်ကြပါမပြီးခင်မပြီးခင်ဘယ်သူမှမြင်ပါစေနဲ့ဆိုတာရှိရဟုတ်တယ်မလားအဲ့အမျိုးလေးတွေအဲ့အမျိုးလေးတွေတော့ကြပါနော်ဒီလောက်ပါပဲကျေးဇူးပါ ောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်